အားလုံးပဲမင်္ဂလာပါအခုပေါ့နော်မလေးစကားမှာဒီအထက်မှာပါတဲ့ဒီစားစရာလေးတွေဒီပကံလုံးလေးတွေဇွန်လေးတွေကိုဘယ်လိုမျိုးခေါ်လဲဆိုတာကိုအတူတူချက်လောက်လေးလာကြည့်မယ်ပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ကတော့ဒီပကံလုံးပေါ့နော်ပကံလုံးဆိုလို့ရှိရင်တော့ mangkol ခေါ်တယ်ပေါ့နော် mangkol ပြီးတော့ပကံများဆိုလို့ရှိရင်တော့ပင်ကန်းပေါ့နော်ပကံများဆိုလို့ရှိရင်တော့ပင်ကန်းပေါ့နော်ပြီးတော့ဒီမှာဒီဇွန်ကိုဆိုလို့ရှိရင်တော့စူဒူပေါ့နော်ဇွန်ကိုဆိုရင်စူဒူ ပြောဒီမှာဒီထမင်းကိုဆိုလို့ရှိရင်တော့နာစီထမင်းကိုဆိုရင်နာစီအဲ့တော့ကိုကထမင်းဆိုင်နေပါတယ်မှာသွားမယ်ဆိုလို့ရှိရင်တော့အာနာထမင်းဝယ်မယ်ဆိုလို့ရှိရင်တော့နာစီစာတူပေါ့နော်စာတူဘုံကုဆိုလို့ရှိရင်တော့ထမင်းတထုပ်ပေါ့နော်ဘုံကုဆိုတာကတော့ထုပ်တာပေါ့နော်အဲ့တော့ထမင်းတထုပ်ဆိုလို့ရှိရင်တော့နာစီစာတူဘုံကုပေါ့နော်ဒါမျိုးပြောလို့ရတယ်ပေါ့နော်ပြောရဒီမှာ ရာတော့ငားဟင်ပေါ့နော်ငားကိုဆိုလို့ရှင်တော့အီကန်းလို့ခေါ်တယ်ပေါ့နော်ငားကိုဆိုလို့ရှင်တော့အီကန်းလို့ခေါ်တယ်ပေါ့နော် ပြီးတော့ဒီမှာဒါကတော့အရွက်ကြော်ပေါ့နော်ဒီမှာအရွက်ကိုဆိုလို့ရှင်တော့စာယိုးလို့ခေါ်တယ်ပေါ့နော်အရွက်ကိုဆိုရင်စာယိုးလို့ခေါ်တယ်ပေါ့နော် ပြီးတော့ဒီဇွန်းဆိုလို့ရှင်တော့စူဒူးပေါ့နော်ဒီဇွန်းကိုဆိုလို့ရှင်တော့စူဒူးအဲ့တော့အဲ့တော့စာသားဆိုင်မှာဆိုလို့ရှင်ပေါ့နော်ဇွန်းတစ်ချောင်းလောက်ထပ်လို့ခြင်းနေဆိုရင်တော့ပေါ့နော်မောင်လက်ကီစာတူးစူဒူး မောင်လက်ကြီးစာတူးစုတူးပေါ့နော်ဒါဆိုလို့ရှင်တော့ဒါစားသောက်ဆိုင်ရာကစတမာတွေကဇွန်း6လောက်ထပ်တောင်းတာပဲဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒါကတော့နာစီဒါကတော့စုတူးဒီငါးဟုဆိုလို့ရှင်တော့ဤကန်ပေါ့နော်ဒီမှာကတော့စာယူပေါ့နော်ဟုတ်ပြီနော်ဒီမှာစက်သားနဲ့အရွက်နဲ့လောက်ထားပါဘောနော်စက်သားကိုဆိုလို့ရှင်တော့အရန်ခေါ်ရေပေါ့နော်ဟုတ်ပြီနော်အားလုံးပဲဘိုင်ဘိုင်